အားလုံးမင်္ဂလာပါကျွန်တော်ခုတင်ကြပေးမယ့်ကျောင်းအားလေးကတော့ကျွန်တော်ပေ့ချ်ထောင်လေးသင်ခန်းစာလေးပဲဖြစ်ပါတယ်ကျွန်တော် unit 1မှာတင်ပေးထားပါတယ်အဲ့ဒါကအရင် version မှာအခုနောက်ပိုင်း version ကျတော့ကျွန်တော်ပုံစံ Facebook ကပုံစံပြောင်းထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်နောက်ထပ်ပုံစံသင်တဲ့တင်ပေးမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့အရင်ဆုံး Facebook application နဲ့ဝင်ပါမယ် Facebook application နဲ့ဝင်မယ်ဟုတ် okay ကျွန်တော်တို့ဒီနေရာလေးမှာအလံလေးရှိတယ်အဲ့ဒီအလံလေးကကျွန်တော်တို့ page နေရာပါအဲ့တော့ကျွန်တော်ရဲ့ဟိုပါ admin ဖြစ်နေတဲ့ page တွေပါဒါကြောင့်အဲ့ရနေရှာလို့မတွေ့ဘူးဆိုရင်ဒီမှာ ်သွားပြီးတော့ဒီ patient ဆိုတဲ့နေရာရှိပါတယ်ကျွန်တော်တို့ကဒီမှာသင်္ဆာမင်နာဆိုရင် B trade တွေ့ထားပါတယ်အဲ့ patient ဆိုတဲ့နေရာသင်္ဆာမင်နာဆိုတဲ့နေရာနှိပ်လို့ရှိရင်ဒီမှာအပေါ်မှာ phantom ရန်တို့ရှာဖွေရန်တို့ဖိတ်ကုန်မှုများလို့ရှိပါတယ် phantom ရန်ကိုနှိပ်ပါမယ်အဲ okay အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ phantom ရန်ကိုနှိပ်ပြီးဆိုလို့ရှိရင်တော့ဒီမှာဆက်လိုက်ရအောင်ဆိုတဲ့ဟာလေးကိုထပ်နှိပ်ပါမယ် okay ဒီမှာကျွန်တော်တို့ page name ပေးပါမယ် page name ကိုကျွန်တော်တစ်ခုခုပေးလိုက်မယ် မြန်မာ online shop ဆိုပြီးကျွန်တော်ပေးလိုက်ပါမယ် okay ပြီးလို့ရှိရင်ရှေ့ဆိုဆိုပြီးသွားပါမယ်ဟုတ်ပြီဒီမှာ category ရေးခိုင်းတာ category ရေးမှာဆိုရင်ကိုယ့်ရဲ့ page ကဘာလဲဆိုတာကိုစဉ်းစားရပါမယ်တကယ်လို့အဝေးစားရောက်လာဆိုလို့ကျွန်တော်ဝေးထံမန်တစေကိုရွှေမယ်တကယ်လို့ကိုက vlogger တယောက်ဆိုလို့ရှိရင်တော့ကိုယ်ပိုင် vlog ကိုရွှေမယ်တခြား online shop တခြားပစ္စည်းစုံရောက်နေဆိုလို့ရှိရင်တော့ထုတ်ကုန်ဝန်ဆောင်မှုကိုနှိမ့်မယ်ဈေးဝယ်ခြင်းနဲ့လက်လီရောင်းနှိမ့်လိုက်ရတယ်တကယ်လို့တခြား delivery တွေပါလို့ဆိုလို့ရှိရင်တော့အမှ delivery ဆိုပြီးရေးလို့ရပါတယ် အာနောက်ပြီးတော့အနုပညာဖန်တီးရဲ့ဟာတွေဆိုလို့ရှိရင်တော့ entertainment တို့ media တို့အစီအပြေရွေးလို့ရပါတယ်ခင်ဗျ။ Okay ကျွန်တော်ကဒီမှာဘာရွေးမလဲဆိုတော့ဈေးဝယ်ခြင်းနဲ့လက်လီအကြောင်းရွေးလိုက်ပါတယ်။ပြီးရင်ထုတ်ကုန်ဝန်ဆောင်မှုရွေးပါတယ်။ Okay အဲဒါဆိုရင်ရှေ့အတိုးဆိုတဲ့နေရာကိုထပ်နေပါမယ်။ဒီမှာကျွန်တော်ဟာပေါ့ sign by ဖွင့်နိုင်ဆိုလို့ရှိရင်တော့ sign list အတိအကျထည့်ရေးလို့ရပါတယ်။တကယ်လို့ sign by မဖွင့်တော့ဆိုလို့ရှိရင်တော့ဒီနေရာလေးကိုအမှန်ချစ်ပေးပြီးတော့လိစာမထွက်သိမ်းလို့ပါဘူး။နှိမ့်လိုက်ရပါတယ်။ရှေ့အတိုးဆက်နေပါမယ်။ website ရှိရင်တော့ website နေပါ website မရှိဘူးဆိုတော့ဒီအကွက်လေးကိုဖြည့်ပါ ဒီမှာဒီအပေါ်မှာကြော်ရံဆိုတဲ့နေရာလေးရှိပါတယ်အဲကြော်ရံနေလည်းရပါတယ်ရှေ့သို့ဆက်သွားမယ် okay ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ပုံထည့်မလား cover photo ရောဒီမှာ profile ပုံရောထည့်လို့ရပါတယ်ပြီးလို့ရှိရင်တော့နေလဲပါပြီးပါပြီနေလဲလို့ရှိရင်တော့ကျွန်တော်တို့ကောင်းမွန်တဲ့ page တစ်ခုရပါပြီဟုတ်ပြီအဲဆိုလို့ရှိရင်တော့ page ရတာပဲရှိပါသေးတယ်ကျွန်တော်တို့အနေနဲ့ကဟော page ကို professional ကြကြတိဆောက်တဲ့အနေထားမဟုတ်သေးပါဘူး professional ကြကြတိဆောက်မှဆိုလို့ရှိရင်တော့ကျွန်တော်တို့ profile ပုံကို ဟိုနာမည်နဲ့လိုက်ဖက်မဲ့ logo ဒီဇိုင်းပုံစံလေးဖန်တီးထားရင်အဆင်ပြေပါတယ်ကိုယ့်ရဲ့ဓာတ်ပုံတို့တခြားပြစ်ကလက်ဆန်းရိုက်ထားတဲ့ပုံတွေပါတယ်ဆိုလို့ရှိရင်တော့အဆင်မပြေပါဘူးခင်ဗျပြီးလို့ရှိရင်တော့ cover photo ကိုလည်းကိုယ့်ရဲ့ page ကဘာတွေရောင်းလဲဆိုတာသိသာအောင်စာရေးသားကောင်းကောင်းမွန်မွန်လေးနဲ့ထင်ကနေ link နဲ့မြင်အောင်တင်ထားရင်တော့ post ဆင်ပြေပါတယ် okay ဒီမှာကျွန်တော်တို့ page ထဲမှာဒီတင်ငယ်ချင်းမှာဖိတ်ကြရဲဆိုနှိပ်ပြီးတော့ကိုယ့် account ထဲမှာရှိတဲ့ friend တွေကိုကိုယ့်ရဲ့ page ကို like လုပ်ဖို့ဖိတ်ခေါ်လို့ရပါတယ်ပြီးရင်တော့ကျွန်တော်တို့ဒီမှာစာမျက်နှာကိုပြင်ဆင်ပါသလိုရှိရင်ဒီမှာစာမျက်နှာပြင်ရဲဆိုတော့နှိပ်ပါမယ် okay အဲ့မှာ submit လာချက်လက်ဆိုတာရှိပါတယ်အဲ့ဒီမှာကကျွန်တော်တို့ဘာတွေထည့်လို့ရလဲဒီမှာနာမည်ပြောင်းခြင်းဒီမှာပြောင်းလို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ website ရှင် website ထည့်မယ်ဖုန်းနံပါတ်ရှင်ဖုန်းနံပါတ်ဒီမှာထည့်လို့ရတယ် email ရှင် email ထည့်မယ်ပြီးရင်လိပ်စာတွေဘာထည့်လို့ရတယ်ဖွင့်ခြင်းပြင်ခြင်းရေးထားလို့ရတယ်ကျွန်တော်တွေကတော့မလိုပါဘူး okay ပြီးရင်ပြန်ထွက်မယ်အဆင်ပြေရရေးလို့ရပြီးလို့ရှိရင် cloud ထည့်ဆိုရင်ဆိုတဲ့နေရာအဲ့မှာကျွန်တော်တို့ရွေးလို့ရတာအများကြီးရှိရဲ့အဲ့နေရာနိုင်မယ်ဆိုလို့ရှိရင်တော့အာဒီနေရာကြာရခုဝယ်တော့တော့လောလောဆယ်တုံးလို့မရသေးဘူး okay app ဆိုတာကျတော့ application ကြော်ညာတဲ့ page တွေအတွက်ကိုအဆင်ပြေပါတယ်ကျွန်တော်တို့အနေနဲ့အဓိကလိုအပ်တာ online shop တွေအတွက်ဆိုလို့ရှိရင်တော့ယခုခေါ်ဆိုရရင် message ပို့ရရင်နှမျိုးကအရေးကြီးပါတယ်အဆင်ပြေရရွေးလို့ရတယ်ကျွန်တော်ဆိုလို့ရှိရင်တော့ယခုခေါ်ဆိုရအောင်တစ်ခါလေးရွေးတယ်တချို့ page မှာဆိုရင်တော့ message ပို့ရင်ရွေးတယ်ဘာဖြစ်လို့လဲဆိုတော့ယခုခေါ်ဆိုရမှာဖုန်းနံပါတ်ထည့်ထားလဲဆိုလို့ရှိရင်တော့ customer query page ရဲ့ဝင်မျိုးတိုက်ရိုက်ဖုန်းခေါ်တာဖုန်းခေါ်တာမျိုးလုပ်မှာပါ message ပို့ရင်ကျတော့ query page messenger ကိုတိုက်ရိုက်လာမေးတာမျိုးလုပ်မှာပါဗျ okay ပါအဲ့ဒါလေးဖြည့်သွင်းလို့ရပါတယ် โอเคအဲ့ဒါဆိုလို့ရှင်တော့အဲ့ဒါဖြည့်ပြီးပြီဆိုလို့ရှင်တော့ page လိုက်ရအောင်ကြော်ညာတွေပိုင်းလုပ်ဖို့လိုပါပြီအဲ့ဒါဆိုရင်အဲ့လိုမျိုးတွေ post တွေကောင်းကောင်းမတင်မဲ့အဲ့ဒါတွေတရားလုံးဝင်ဆိုလို့ရှင်တော့ကိုယ့်ရဲ့ page က professional san နဲ့ပုံ page လေးတစ်ခုဖြစ်လာမှာပါဒါမဲ့ post တွေရောတင်လိုက်မတင်လိုက်မလုပ်ပါနဲ့ပုံမှန်နေရာခြားတစ်ခါဆိုနေရာခြားတစ်ခါသုံးရာခြားတစ်ခါဆိုသုံးရာခြားတစ်ခါပုံမှန်လေးတင်ပေးပေးပါအဲ့ဆိုရင်တော့အဆင်ပြေသွားပါလိမ့်မယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဒီဟာကတော့ page လုံးကြီးပဲဖြစ်ပါတယ်ဗျ